ျွန်တော်ဒီနေ့ကက်ကက်နဲ့เนาะကက်ကက်ကိုတုံးပြီးတော့ပေါ့เนาะကျွန်တော်တို့ PC မှာကျွန်တော်တို့ laptop မှာเนาะကက်ကက်ကိုတုံးပြီးတော့ကျွန်တော်တို့ video edit လုပ်တာလေးကျွန်တော်ပြပေးမယ်เนาะကျွန်တော်တော့ video edit လုပ်တာဖုန်းနဲ့ပဲအလွယ်တကူလုပ်နေကြပါဘောเนาะဖုန်းနဲ့လုပ်ရတာ function အဆုံးသုံးခွင့်ရှိတဲ့အတွက်ကျွန်တော်တို့ဖုန်းနဲ့သုံးရတာတော့အဆင်ပြေတယ်ဖုန်းနဲ့ကျွန်တော်တို့ကက်ကက်အသုံးပြုပုံလေးကိုလည်းကျွန်တော်နောက်ကြရင် share ရင်းလုပ်ပေးမှာပေါ့เนาะအခုကတော့ PC နဲ့ကျွန်တော်တို့ရသလားပေါ့เนาะကက်ကက် video edit လုပ်တာလေးကိုကျွန်တော်ပြပေးမှာပေါ့เนาะ ဒါမှမဟုတ်ကျွန်တော်တို့ကက်ကက်ကိုကျွန်တော်ကို PC မှာ download ဆွဲပြီးတော့ install မောင်းထားမှာပေါ့နော်ကျွန်တော် download ဆွဲပုံလေးကိုလည်းကျွန်တော်ပြမှာပေါ့နော်ကျွန်တော်တို့ဒီမှာ Google Chrome တစ်ခုလေးကိုတွားမှာပေါ့နော် browser တစ်ခုလေးကကျွန်တော်ကတော့ Google Chrome နဲ့ပဲတွားတယ် browser တစ်ခုလေးကိုဝင်လိုက်ပါတော့နော်ပြီးရင်ကျွန်တော်တို့ကပ်ကတ်လို့ရိုက်မယ် CAP CAP မှာ gap gap download pc ဆိုပြီးတော့ကျွန်တော်ကြာလိုက်เนาะ cb cut gap gap ဆိုပြီး download pc ဆိုပြီးကြာလိုက်ကျွန်တော်တို့ air လေးကိုကျွန်တော်နှိပ်လိုက်မယ်เนาะပြီးကျွန်တော်ဒီမှာ gap gap သူ့ logo လေးနဲ့ရှိရဲကျွန်တော်တို့ gap gap ထဲကိုကျွန်တော်တို့ပြန်ဝင်မယ်ကျွန်တော်တို့ဒီလိုလေးကြာလာပြီဆိုရင်ကျွန်တော်တို့ဒီမှာဘာမှကျွန်တော်တို့ကြည့်စရာမလိုဘူးဒီမှာ download ဆိုတဲ့ဟာလေးရှိတယ်เนาะ try gap gap online download ဆိုတဲ့ဟာလေးရှိရဲကျွန်တော်တို့အဲ download လေးကိုကျွန်တော်တို့နှိပ်လိုက်အောင်မယ်ပေါ့เนาะနှိပ်လိုက်တာနဲ့ကျွန်တော်တို့ ဒါကက်ကက်ကကျွန်တော်တို့ဒေါင်းပြီးတာဖြစ်သွားလိမ့်မယ်ပေါ့နော်။ဒီကမှဆိုရင်သူကြော်ညာလေးပေါ့နော်။ကက်ကက်နဲ့ပတ်သက်တဲ့တခြားဟာနဲ့ပတ်သက်တဲ့ PI နဲ့ FAT နဲ့ပတ်သက်တဲ့အားတွေပေါ့နော်။ဒီမှာကျွန်တော်တို့ဒေါင်းလုဒ်လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကက်ကက်ဒေါင်းလုဒ်ဆွဲပြီးသားဖြစ်သွားလိမ့်မယ်။ကျွန်တော်ကတော့ဒေါင်းလုဒ်ဆွဲပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဒေါင်းလုဒ်ဆွဲမပြတော့ဘူးနော်။ဒီမှာဒေါင်းလုဒ်လေးဆွဲလိုက်ပါ။ခဏပဲဆွဲရပါပေါ့နော်။ကက်ကက်ကဟုတ်ပြီဒါဆိုကျွန်တော်တို့ပြီးရင်ကျွန်တော်ကက်ကက်ဆွဲပြီးရင်လည်းကျွန်တော်တို့ install mount လည်းလွယ်ပါတယ်ကက်ကက်ကို နောက်တစ်ပတ်ကလေးပြေးပြီးတော့ကျွန်တော်တို့ install လေးမောင်းလိုက်အောင်ပဲပေါ့နော်ကက်ကက် install မောင်းတာလည်းမခဲမှာဘူးအဲဆိုကျွန်တော်တို့ကအခုဒါဆိုရင်ကျွန်တော်တို့ကက်ကက်ထဲကိုကျွန်တော်တို့တွားလိုက်မယ်ကျွန်တော်ကပ်ကပ်ထဲကိုရောက်ပြီဆိုကျွန်တော်ဒီလိုတွေ့ရမှာပေါ့နော်ကျွန်တော်ပထမဆုံးဒီလိုတွေ့ရမှာကျွန်တော် sign in လဲဝင်မထားဘူးကျွန်တော်ဘာမှလုပ်မထားဘူးပေါ့နော်ဒီတိုင်းပဲ free ရတဲ့တော့ကိုကျွန်တော်တို့ video edit လုပ်ကြည့်မှာပေါ့နော် အောက်မှာဆိုရင်ကျွန်တော် AI AI နဲ့ညီပါပဲပေါ့နော်ဒါ AI နဲ့ညီမှာ join blue blue round ကျွန်တော် join ခိုင်းနေပါတော့ကျွန်တော်ဒီ loss ပဲမှမ join သေးဘူးဘာမှမလုပ်သေးဘူးဒီတိုင်းမှာကျွန်တော်တို့တော့ကြည့်ပါဦးနော်ကျွန်တော်ပထမဆုံးကိုက video edit လုပ်တော့မှာဆိုရင်ကိုက video လုပ်မဲ့ edit ကိုကျွန်တော်တို့ဆွဲတင်ရမယ်ပေါ့နော်ဆွဲတင်ဖို့တော့ကျွန်တော်တို့ create project ဆိုတဲ့ဟာလေးကိုကျွန်တော်အစ်စ်လုပ်မှာဖြစ်တော့တဲ့ဒါလေးကိုကျွန်တော်တို့နေပြီးတော့ဝင်လိုက်မယ် အဲဆိုရင်ကက်ကက်ခတဲ့ကိုကျွန်တော်ဒီလိုမျိုးပုံစံနဲ့ရောက်လာမယ်ပေါ့နော်ကျွန်တော်ဗီဒီယို edit လုပ်တဲ့ပုံစံဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ရောက်လာမယ်ကျွန်တော်ရောက်လာပြီးရင်ကျွန်တော်တို့ဘာမှမလုပ်ဘူးကျွန်တော်တို့ဒီမှာ input ဆိုတဲ့အပေါင်းဆိုင်လေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဝင်ပြီးတော့ကျွန်တော်တို့ဗီဒီယိုပေါ့နော် edit လုပ်မဲ့ဗီဒီယိုတစ်ခုကိုကျွန်တော်တို့ဆွဲတင်လိုက်မယ်ပေါ့နော်ကျွန်တော်ဗီဒီယိုသွားမယ်လို့ဆိုရင်ကျွန်တော်ဒီမှာဖိုင်ရွေးရမယ်ကိုဗီဒီယိုဖိုင်ပေါ့နော်ရှိတဲ့နေရာကိုသွားမယ်ကျွန်တော်ဒီမှာ ရပြီးတယ်တကယ်ပဲကောင်းကျွန်တော်ဒီတက်လုံးနေဆိုရင်ကျွန်တော်ဒီဘဒီကောင်လေးကိုကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်ဆက်တင်လိုက်မယ်နော်ဒီဒါဆိုရင်ကျွန်တော်ဒီမှာဗီဒီယိုလေးကျွန်တော်ဗီဒီယိုလေးဒီမှာရောက်လာပြီပေါ့နော်ဒီမှာရောက်လာပြီဒီမှာနော်ကျွန်တော်ဗီဒီယိုလေးကျွန်တော်ဒီနေ့ gateway ပေါ့နော် gateway interview လေးကိုကျွန်တော်ဒီနေ့ ပြီးတော့ဖြုတ်ပြီးကျွန်တော်တန်းရှင်းလို့ပါပေါ့နော်။ဒါပြီးတော့ line မကောင်းတော့တိတ်ပြီးတော့မတွေ့ဘူး။ဒါလေးကိုကျွန်တော်က edit လုပ်မယ်ဆိုရင်ကျွန်တော်ဒီဟာလေးကိုဘာမှမလုပ်နဲ့ကျွန်တော်တို့ဆွဲပြီးတော့ကျွန်တော်ဒီ draw line တွေကိုယူလာမယ်ပေါ့နော်။ draw line တွေကိုကျွန်တော်ယူပြီးတော့ဆွဲတင်လိုက်မယ်။အင်ကြံခဏဆောင်เนาะ င်ဒါဆိုရင်ကျွန်တော်တို့ဒီမှာရောက်လာပြီပေါ့နော်ကျွန်တော်တို့ဗီဒီယိုအစ်တလုံးမဲ့ကျွန်တော်တို့ဗီဒီယိုဖိုင်လေးအရဒီမှာရောက်လာဒါဆိုရင်ကျွန်တော်တို့ကဒီပေါ်မှာဆက်လက်မှတ်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ဖန်တီးမယ်အရင်ဆုံးဖန်တီးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဖိုင်လေးရှိမယ်ကျွန်တော်တို့ကျွန်တော်ဗီဒီယိုမှာကျွန်တော်တို့ကအစ်တမလုပ်ခင်ကျွန်တော်တို့ effect လေးထည့်ခြင်းနေဆိုရင်ကျွန်တော်တို့ဒီမှာစာရိုက်မယ်ဆိုရင် စာထည့်လို့ရမှာเนาะကျွန်တော် task ကိုရိုက်လိုက်မယ်တက်ကိုနှိပ်မယ်เนาะအရင်ကြာ တို့တက်ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ test မှာကျွန်တော်တို့ဒီမှာပေါ့နော်ဒီဘက်ကို test ကပေါ်ရမှာနော်ကျွန်တော်တို့ဒီမှာတို့ပေါင်ဆိုင်လေးနှိပ်လိုက်နော်ဒီမှာကျွန်တော်တို့မှာဒီမှာပေါ်လာပြီပေါ့နော်ဒီမှာ line ကြာနေပြီဒီမှာကျွန်တော်ပေါ်လာရမယ်ကျွန်တော် test ပေါ့နော်ဒီမှာစာရေးမယ်ဒီ video ပေါ်မှာကျွန်တော်စာရေးမယ်ဘာအကြောင်းအရာရေးမလဲကျွန်တော်တို့ဒီမှာ tab for tab ဖြစ်နေတယ်ကျွန်တော်တို့ဒါကိုဖြတ်မယ်ဖြတ်ပြီးတော့ကျွန်တော်ရိုက်မယ်ပေါ့နော်ကျွန်တော်ကကွန်ပျူတာပေါ်ဆိုပြီးကျွန်တော်ရိုက်လိုက်မယ် C O M P မူတာဟောပေါ့ဘလူးဟိုဟာအဲဒီဟောကျွန်တော်ရိုက်လိုက်မယ်ကွန်ပျူတာဟောဆိုပြီးကျွန်တော်ရိုက်လိုက်မယ်ဒီကောင်ကျွန်တော်တို့ကဒီစာလေးပဲเนาะကျွန်တော်တို့ဒီမှာထားမှာเนาะဒီစာလေးဒီကောင်လေးကိုကျွန်တော်ကဖောင်းဒီဖောင်းကိုကျွန်တော်အကြီးသေးလှုပ်ရှင်ရရယ်เนาะကျွန်တော်ဒီမှာဒူလေးသွားလို့ရမယ်ဆွဲလို့ရမယ်ဆင်းเนาะပြီးတော့ဒီကောင်ကိုကျွန်တော်တို့အဖက်တွေကျွန်တော်တို့ထည့်လို့ရမယ်ဗောနော်ဒီကောင်ကိုကျွန်တော်တို့အဖက်တွေထည့်လို့ရမယ် သူစာလေးပေါ်မှာကာရှာရှာနေတဲ့အချိန်မှာကျွန်တော်တို့ဒီမှာဘာရှိမလဲကျွန်တော်တို့ကြည့်လို့ရအောင်နော်ဒီမှာဆိုရင်ကျွန်တော်တို့အဖက်ပေါ့နော် text speed တွေပါရှိတယ် AI တွေပါရှိတယ် animation တွေပါဒီမှာတော့တွေ့ရနော်ကျွန်တော်တို့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် underline စောင်းလို့ရမယ်เนาะဒီမှာ underline လေးစောင်းလို့ရမယ်ဘိုးတင်တာတွေ့တယ်ကျွန်တော်ဒီမှာဘိုးတင်တာတွေ့ရပါတော့ ဘိုးတင်တာတွေ့တယ်ဒါဘိုးဖြုတ်တာเนาะနောက်ပြီးကျွန်တော်တို့ဒီမှာ text speed text to speed ရှိမယ် animation effect ကိုကျွန်တော်တို့တွားကြည့်မှာเนาะ effect ကဘာရှိမလဲဒီကပ်ကပ်ကကျွန်တော်တို့ PC နဲ့တွောရင် line ကောင်းမှပို့ပြီးတော့အဆင်ပြေပါတော့။ PC ရဲ့အတွက်က line ကောင်းမှကျွန်တော်တို့ video edit လုပ်ရတာပို့ပြီးတော့အဆင်ပြေတယ်။ဖုန်းနဲ့ကြာတော့ကျွန်တော်တို့ line ပေါ့နော်အလောက်ကြီးကျွန်တော်တို့မလိုဘူးပေါ့နော်။ဒေါ်တန် line ကောင်းနဲ့ဖုန်းနဲ့ကြာတော့ကျွန်တော်တို့ video edit လုပ်ရတာကပ်ကပ်ကအဆင်ပြေရပါတော့။ ။ဒါဆိုရင်ကျွန်တော်တို့ effect လေးတွေရတယ်။ဒီလိုစိန်တုံးလေးတွေပါတဲ့ဟာကတော့တွားမတုံးဘူးပေါ့နော်။ဒါတွေက proof ပေါ့။ကျွန်တော်တို့ဒီစိန်တုံးလေးတွေပါတဲ့ effect တွေကိုတွားတုံးမိရင်ကျွန်တော်တို့ဒီလို export download ဆွဲတဲ့အချိန်မှာကျွန်တော်တို့တိုင်ပတ်ပါလိမ့်မယ်။သူကပတ်စံတောင်းနေလိမ့်မယ်နော်။ဒါကြောင့်ဒီလိုစိန်ပုံးလေးတွေစိန်တုံးလေးတွေပါတာမလုံနဲ့ကျွန်တော်တို့ဒီမှာ free ပေးတဲ့ဟာလေးစိန်ပုံးမပါတဲ့ဟာလေးက free ပေးတယ်။ကျွန်တော်တို့ဒါလေးတွေကိုဆွဲပြီးတော့တုံးကြည့်မယ်နော်။ effect ထည့်ကြည့်မှာပေါ့နော်။ อืมဒါဆိုရင်ဒီမှာကျွန်တော်တို့ effect လေးစာရန်ကြောင်းသွားပြီပေါ့နော်အဲ့ဒါကိုကျွန်တော်ကဒီစာကို animation ထည့်ခြင်းလေဆိုလဲကျွန်တော်တို့ရရမှာလိုင်းရမကောင်းတော့ကျွန်တော်ပြရမှာအဆင်မပြေပြဒီမှာ animation ဒီစာကို animation ကျွန်တော်ထည့်မှာပေါ့နော်လှူရှားနေတဲ့ပုံစံလေးထည့်မှာဆိုတော့ဒီမှာကျွန်တော်ထည့်လို့ရမှာနော်อืมဒီမှာလဲအဲ့လိုပဲကျွန်တော်တို့ free ပါတဲ့ free ရတဲ့ဟာလေးတွေကိုကျွန်တော်တို့တွားမှာပေါ့နော် တော့ဒီဟာလေးပဲပေါ့ပေါ့ပါပါလေးပေါ့နော်တခုခုပေါ့ပါပါလေးတခုပဲတောင်းတောင်းလို့ဆွဲလိုက်မယ်ဒီကောင်လေးတောင်းလို့ဆွဲလိုက်မယ်နော်သာဆိုရင်သူကကျွန်တော်တို့ play ကြည့်လိုက်မယ်เนาะ play ကြည့်ရင်စာက animation နဲ့ထွက်လာလိမ့်မယ်เนาะကျွန်တော်ဒီနေ့ ကေဝေးပေါ့နော်ကေဝေး ID လေးကိုကျွန်တော်ဒီနေ့ပြီးဖို့ကျွန်တော်အဲ့မှာကျွန်တော်တို့ဒီစာကိုကျွန်တော်ကခဏလေးနဲ့ပျောက်သွားတယ်တွေ့လားကျွန်တော်တို့ run လိုက်ချိန်မှာစာခဏလေးနဲ့ပျောက်သွားတယ်ကျွန်တော်အဲ့စာကိုကျွန်တော်ကကြာကြာပေါ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီ draw line ကိုဆွဲမယ်ပေါ့နော်ကျွန်တော် draw line ကိုအဆုံးထိဆွဲမယ်ဆိုရင်ကျွန်တော်ဗီဒီယိုတစ်ပုံလုံးစာပါနေလိမ့်မယ်နော်ဒီမှာကျွန်တော်တို့အဲဆိုရင်လေးလိုက်တာနဲ့ကျွန်တော်ဗီဒီယိုတစ်ပုံစာပါနေလိမ့်မယ်ကျွန်တော်ဒီနေ့ကေဝေးပေါ့နော်ဒီဝိအင်ဒရီလေးကိုကျွန်တော်ဒီဒီဘော ါလို့ဆိုရင်ကျွန်တော်တို့တက်ကြီးရနဲ့ပတ်သက်ပြီးကျွန်တော်တို့ຢာပြီးပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့နေရာရွှေထားလို့ရမယ်ဒါပြီးတော့ကျွန်တော်တို့ဘာလို့လို့ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီလိုဟာလေးတွေပေါ့နော်ဒီကျွန်တော်တို့ subscribe လုပ်တဲ့ဟာလေးကျွန်တော်တို့ထည့်မယ်ဆိုဒီမှာ sticker ထဲမှာကျွန်တော်တို့ပါတယ်ပေါ့နော် sticker ထဲမှာကျွန်တော်တို့ရှိရယ်ကျွန်တော် sticker ကိုတွားလိုက်မယ်နော် sticker ကိုတွားလိုက်မယ်ဒီမှာ sticker မှာကျွန်တော်တို့ ဆွဲကြည့်မယ်နော်အဲဒီမှာစတစ်ကာထဲမှာပါတယ်စိန်တုံးလေးတွေပါတဲ့ဟာတော့ကျွန်တော်တို့မရဘူးမရတဲ့အတွက်ကျွန်တော်တို့ free ပေးတဲ့ဟာလေးတွေပေါ့နော်ကျွန်တော်တို့ဒီမှာစတစ်ကာလေးတွေဆိုရှိတယ် free ပေးတဲ့ဟာလေးတွေကိုကျွန်တော်တို့ရှာကြည့်မယ်နော်ကျွန်တော်ဒီမှာပဲပေါ့နော်ဒီကောင်းတော့စိန်တုံးမှာဒီဟာလေးတစ်ခုကိုကျွန်တော်ဆွဲကြည့်လိုက်အဲ့ဒီက free ပေးရတဲ့ဒီ subscribe လေးထည့်ခြင်းနဲ့ဆိုကျွန်တော်ဒီမှာ KWI MP3 လေးကိုကျွန်တော်ဒီနေ့ဒီဘောဒီမှာ sticker ဆိုရင်ဒီမှာ sticker ဒီကောင်းရကြီးလွန်းနေတယ်ဘောင်ဆိုင်ကကြီးလွန်း ြည်လွန်နေရောဒီလိုဖြစ်နေတာเนาะကောင်းဆိုင်ကကြည်လွန်နေမှာကဘုကလိုင်းရလဲကြာနေဆိုတော့မပေါ်လာဘူးဗောနော်အဲကျွန်တော်တို့ subscriber တွေကို share ပြီးတော့မ subscriber ဗောကျွန်တော် subscribe ဒီမှာထားထားလိုက်ဒါကိုကြိုက်တဲ့နေရာထားဗောနော် subscribe ကျွန်တော် subscribe နော်ကိုကြိုက်တဲ့နေရာထားလိုက်မယ်။ဒါ subscribe ပေါ့နော်ဒီ subscribe ကလည်းဒီတိုင်းပဲကျွန်တော်တို့တစ်ပုတ်လုံးစာပါခြင်းလည်းမသိသေးလေးပဲနော်။ တပုတ်လုံးစာပါခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဆွဲရဒါမှကျွန်တော်တို့တပုတ်လုံးစာပြီးရက်ထိ subscribe ကပါလာလိမ့်မယ်နော်ညနာတိုင်းပြန်လျှောက်နော်ကျွန်တော်ဒီမှာအဲ subscribe ပေါ့နော် sticker ထည့်တာလေးရတယ်မျိုးနော်အဲ့လိုမျိုး sticker နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမှာ select ပေးပေါ့ကိုလုံးမဲ့အရာတခုပေါ့နော်ကိုကစာအုပ်ပြင်မယ်ဆိုစာအုပ် select ပေးမယ်စာနဲ့ပတ်သက်တာကြာလာဒီမှာ subscribe ဆိုရင် subscribe နဲ့ပတ်သက်တဲ့ဟာလေးကျွန်တော်ကြာလာမယ်နော်အဲ့ဒါလေးဒီကောင် animation ကျွန်တော်တို့ထည့်လို့ရတယ်နော်ဒီမှာ animation ပေးထားတယ် animation ထည့်လို့ရတယ်သူရဲ့ site ပုံစံနဲ့ scale တွေအကုန်လုံးကျွန်တော်အများကြီးလုပ်လို့ရတယ်ဒီမှာလည်း auto show ရေးအများကြီးလုပ်လို့ရတယ်နော်ဒီမှာကျွန်တော် scale တွေခုနောက်တိုင်းကျွန်တော် auto show ကျွန်တော် share မတွေ့လို့ပေါ့နော်ဒီမှာလုပ်လို့ရမယ်ဒါပြင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုအဖက်ကျွန်တော်အဖက်ကိုနှိပ်ကြည့်မယ်အဖက်က video အဖက်တွေ body ဖက်တွေလာမယ်ပေါ့နော် ဒီမှာကျတော့အဖက်ကဘာကြီးပြထားလဲဆိုတော့နောက်ဗီဒီယိုကြည့်လိုက်အောင်နော်အဲ့မှာဘောနော်ကျွန်တော်တို့ပြီးတော့ဖက်ကလည်းဒီစိန်တုံးလေးပေါ့နော်ဒါဆိုရင် နော်ပြီးပါတော့ဒီကောင်ဆိုဒီလိုပုံစံလေးနဲ့ဗီဒီယိုထွက်လာမှာပေါ့နော်ဒီမှာအလုပ်လုပ်နေလို့ရှိတယ်နော်ဒီဘက်ကကျွန်တော်ဒီနေ့ကေဝေးပါနော်ကေဝေး IDV လေးကိုကျွန်တော်ဒီနေ့ပြီးဖို့ဖြုတ်ပြီးကျွန်တော်တန်းရှင်းတော့ပါနော်ဒါပြီးဖို့လဲတာနဲ့အတူတူပဲပြီးဖို့လဲတာနဲ့တူပဲ တန်ရှင်းကျွန်တော်ကီးလေးတွေနည်းနည်းညှိနေတယ်ဒီဘုတ်တို့ကတန်ရှင်းလုံးပြီးနေကျွန်တော်စတင်ပြီးတော့ထွက်လာမှာပေါ့နော်ဗီဒီယိုစတင်ထွက်လာရင်အဖက်ကြီးနဲ့ဒီမှာကျွန်တော်တို့ကအဖက်ထည့်တယ်အဖက်ပြီးတော့ transmission transmission ဒီကောင်နေမတုံးသေး caption နေကျွန်တော်တို့မတုံးသေးဘူးနော်ဒီဖစ်တာဖစ်တာကြတော့ကျွန်တော်တို့ဗီဒီယိုရဲ့ color အရောင် body color အရောင်နေရမလားမသိကြည့်အောင်နော်ဒီမှာကြတော့ဒါဗီဒီယိုပေါ့ဒီဗီဒီယိုရဲ့ color ကိုကျွန်တော်တို့ ကာလာတွေပေါ့ black and white တွေပါကြီးကျွန်တော်တို့ကြောင်းသွားခြင်းသလားကာလာတင်ခြင်းသလားပေါ့နော်ဒါတွေပေါ့နော်ဒီမှာကြာလေကျွန်တော် free ပေးတဲ့ဟာပဲရမယ် free ပေးရပဲရမယ်ဒီကောင်လေးကျွန်တော်တို့တင်ကြည့်မယ်ဖြစ်တာမှကျွန်တော်တို့တင်ကြည့်မယ်နော်ကျွန်တော်ဒီနေ့ဘာအဲ့လိုမျိုးကေဝေးပေါ့နော်ကေဝေး i3 လေးကိုကျွန်တော်ဒီနေ့ဒီဘုတ်ဖြုတ်ပြီးကျွန်တော်တန်းရှင်းလို့ပါပေါ့နော်ဒါဒီဘုတ်လေးတာနဲ့အတူတူပဲ တို့လည်းအားဆိုရင်ကျွန်တော်တို့ဖစ်တာထဲတာလည်းကျွန်တော်တို့တည်ပြီပေါ့နော်ဖစ်တာထဲတာလည်းတည်ပြီကျွန်တော်နောက်ပါရှိအောင် object တရားထားပါဦး AR မြန်ထားလိုက်တော့နော်ကျွန်တော်တို့မှာဗီဒီယိုပေါ်မှာရောက်နေပေါ့နော်ဒီမှာ ratio တွေကျွန်တော်တို့ဒီမှာကြောင်းလို့ရမှာနော်ကျွန်တော်တို့ဘာ ratio တွားမလဲကျွန်တော် YouTube ဆို16ကိုပေါ့နော်ကျွန်တော်တို့ Facebook တို့ TikTok တို့ဆိုရင်96တွေကျွန်တော်တွားမယ်နော်ဒီ3နေလဲကျွန်တော်တွုံးလို့ရမယ်နော် ဒါဆိုရင်ဒါကျွန်တော်တို့အချိုးကြီးလဲကျွန်တော်တို့ဒီမှာပြောင်းလို့ရမှာเนาะအချိုးကြီးကျွန်တော်တို့ YouTube အတွက်ဆိုရင်16ကိုကျွန်တော်တို့တုံးရမှာเนาะဒါလေးတွေဒါလေးပေါ့เนาะပြီးတော့ကျွန်တော်တို့ဒါအချိုးကြီးပြီးသွားပြီကျွန်တော်တို့အော်ဒီကားဆို remove bg ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ remove bg ဆိုတာဒီ background chain နိုင်ဖြစ်နော် background ကြီးကိုကျွန်တော်ဖြုတ်ပြတာကြီးဖြစ်မယ်နော်ကျွန်တော်အဲ့အရာကြီးကိုကျွန်တော်တို့မလုပ်သေးဘူးပေါ့နော်ဒီကောင်းနေဆိုရင် map ဖြောက်တာ map တက်တာရှိရပေါ့နော် map ကတော့ကျွန်တော်ဒီမှာ မတ်ကိုနေပြီးအတ်မတ်ကိုနေမယ်နေပြီးကိုဟိုလှုပ်ရှင်တဲ့နေရာလေးကိုကျွန်တော်တို့ထားမယ်ပေါ့နော်ကျွန်တော်တို့မတ်ပေါ့နော်ကိုပြချင်းတဲ့နေရာလောက်ပဲကျွန်တော်တို့ထားတာပေါ့နော်ဒါလေးဆိုရင်ကျွန်တော်တို့ပြချင်းတဲ့လောက်ပဲထားတာကျန်တာတို့ဒီမှာဆိုရင်ကျွန်တော်တို့အဲ့လိုလေးထားလိုက်ပေါ့နော်ဇနေ့ဟာလေးကိုကျွန်တော်တို့မမြင်ရတော့ဒီမှာဆိုကျွန်တော်တို့ เนาะอตันแท้มั้ยออดิโอแท้มั้ยဆိုเนี่ยကျွန်တော်ဒီမှာเนาะကျွန်တော်တို့နောက်ခံအတန်လေးထည့်မယ်ဆိုလည်းရတယ်เนาะကျွန်တော်တို့ออดิโอကတော့ဒီမှာနောက်ခံအတန်ကျွန်တော်ထည့်လို့ရမယ်เนาะဒီမှာအတန်ယူလို့ရမယ်ဒီမှာတော့ကျွန်တော်တို့မယူတော့ဘောเนาะကျွန်တော်အတန်ထည့်ခြင်းဒီမှာအတန်ယူလို့ရမယ်เนาะကျွန်တော်ဒီမှာเนาะကျွန်တော်ဒီမှာကျွန်တော်ဒါလေးတွေကျွန်တော်တို့ဒါနဲ့ဆက်ဒီမှာ subscribe ဘောเนาะဒီမှာကွန်ပျူတာဘောကျွန်တော်တို့ဒီမှာကွန်ပျူတာဘောဒီမှာ subscribe ဘောเนาะကျွန်တော်တို့ဒါလေးတွေကိုကျွန်တော်တို့မမြင်ကျင်တော့ဘူးဆိုတော့ကျွန်တော်တို့ဖြောက်လို့ရတယ်ဘောเนาะဒီမှာကျွန်တော်တို့ subscribe လေးကိုဖြောက်လိုက်မယ်เนาะဒီမှာဖြောက်လို့ရတယ်ခဏဖုန်းတာကျွန်တော်လိုချင်ပြန်ပြီးတော့မျက်လုံးလေးကိုပြန်ပြီးတော့ဖွင့်လိုက်လို့ရတယ်ပေါ့เนาะဒီမှာကွန်ပျူတာဘောဆိုလည်းဒီတိုင်းပဲကျွန်တော်စာအုပ်မြင်ခြင်းမူဆိုရင်ကျွန်တော်ဖြောက်ခြင်းနဲ့ညကြရင်ကျွန်တော်ဒီလိုပဲဖြောက်လို့ရတယ်เนาะဒါလေးဖြောက်လို့ရမယ်အဲကျွန်တော်တို့ပြင်ပြီးသွားပြီဆိုရင်ကျွန်တော်တော့ခတ်မယ်ပေါ့เนาะဒါယူဆက်မပြင်တော့ဆိုရင်ကျွန်တော်တော့ခတ်မယ်เนาะဒီစာအုပ်မပြင်တော့ဆိုရင်တော့ခတ်လိုက်တာပေါ့เนาะကျွန်တော်တို့နေရာလေးမရွေ့အောင်နေရာမမအောင်မပြတ်အောင်ပေါ့เนาะကျွန်တော်တော့ခတ်လိုက်လို့ရတယ်ဒါလေးဆိုတော့ကျွန်တော်တို့မပြတ်သွားအောင်ပေါ့เนาะ နေရာမှမတော့အောင်ကျွန်တော်တို့တော့ခတ်လိုက်လို့ရတယ်နော်အဲဆိုပြင်လို့မရတော့ဘူးတော့ခတ်လိုက်ရင်ကျွန်တော်တို့ပြန်ပြင်လို့မရဘူးနော်ဒီတိုင်းလေးမှာပြင်ကျင်နေဆိုတော့ကျွန်တော်တို့တော်လေးကိုပြန်ဖွင့်မယ်တော်လေးတွေကိုကျွန်တော်တို့ပြန်ဖွင့်ပေးမယ်နော်အဲဆိုရင်ပြင်လို့ရမယ်ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့မလုပ်မလဲဆိုကျွန်တော်တို့ကတ်မယ်ကျွန်တော်တို့ကတ်တင်လုပ်မယ်ပေါ့နော်ဗီဒီယို edit လုပ်မယ်ကျွန်တော်တို့မလိုချင်တဲ့အပိုင်းတွေကိုကျွန်တော်ဖြတ်ထုတ်မယ်ပေါ့နော်အမှားတော့ဒီမလိုချင်တဲ့အပိုင်းတွေကျွန်တော်ပေါ့နော်ဗီဒီယိုမှာကျွန်တော်တို့မလိုချင်တဲ့အစိပ်ပိုင်းတွေရှိရဆိုရင်ကျွန်တော်တို့ဒီ subscribe လို့ကျွန်တော်တို့ဟောပေါ့နော်ဒီဟာလေးတွေ level လေးတွေကျွန်တော်မတက်ခင်မှာ ီဒီယို editing ကိုကြိုလှုပ်ထားတာကောင်းတယ်ပေါ့နော်ဒီဗီဒီယိုကတ်တောက်လေးကိုကျွန်တော်တို့ကြိုလှုပ်ထားတာကောင်းပါတယ်ဟိုကကျွန်တော်ကနောက်ပြီးမှကျွန်တော်ပြတာကျွန်တော်ဒီမလေးကျွန်တော်ဗီဒီယိုကတ်တောက်လှုပ်ဆရာမလို့တော့ပေါ့နော်ဒါဆိုကျွန်တော်တို့ဗီဒီယိုဒါဒီဟာလေးကိုကျွန်တော်ဗီဒီယိုကတ်တောက်လုပ်ပြမယ်ကျွန်တော်တို့မလိုချင်တဲ့ဘိုင်းတွေဖြတ်မယ်ပေါ့နော်ဖြတ်မယ်ဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်နေရာရွှေ့မယ်ပေါ့နော်ကျွန်တော်တို့မလိုချင်တဲ့နေရာလေးကိုကျွန်တော်တို့ကြည့်ကြပါတော့ကျွန်တော်ဒီဘိုင်းလေးမလိုချင်ဘူးဆိုတော့ဒီရှေ့ကဘိုင်းလေးကိုကျွန်တော်တို့မလိုချင်ဘူးဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာ ဆက်လက်ပြီးမယ်ဆက်လက်ပြီးပြီးတော့ကျွန်တော်ဒီမှာ split ဆိုတာရှိရပါတော့။ split ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ချက်နှိပ်လိုက်။အဲနှိပ်လိုက်ဆိုတာနှစ်ပိုင်းပိုင်းသွားတယ်ပေါ့။နှစ်ပိုင်းပိုင်းသွားဆိုဒီအပိုင်းကိုကျွန်တော်ဆက်လက်ပြီးတိုင်းဒီအပိုင်းကိုဖြတ်မလား။ဒါမှမဟုတ်ဒီဟာလေးကိုကျွန်တော်တို့ဖြတ်မလားပေါ့နော်။ဒီဟာလေးကိုဆက်လက်ပြီးလိုက်။ဖြတ်မယ်ဆိုရင်ဒီဟာလေးဒီအပိုင်းလေးကိုကျွန်တော်ဖြတ်ထုတ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာအပေါင်းလေးကိုအော်ဒီမှာကျွန်တော်တို့ဒီမှာအမိုက်ပုံလေးပေါ်ရှိရနော်။ delete ဆိုတဲ့အမိုက်ပုံလေးရှိတယ်။အဲလေးကိုကျွန်တော်တို့ချက်နှိပ်လိုက်။ဟောဒါဆိုရင်ကျွန်တော်တို့ပြတ်သွားပြီပေါ့နော်။ကျွန်တော်ပြတ်သွားပြီဒါဆိုရင်ကျွန်တော်တို့ ဒီဒီကောင်ကျွန်တော်တို့ပြတ်သွားပြီဗောနဒီကောင်ကျွန်တော်ကမဖြတ်မိတယ်ပါဆိုရင်ကျွန်တော်တို့ undo ပြန်ခေါ်လို့ရမှာဗောနဒီမှာ undo ပြန်ခေါ်မယ်ကျွန်တော်တို့ undo လေးကိုပြန်နှိပ်ပြီးကျွန်တော်တို့ငွေတိုင်းနေရာပြန်ရောက်မယ်ဗောနဒါဆိုရင်ကျွန်တော်တို့နောက်ပိုင်းကိုကျွန်တော်တို့မလိုချင်ဘူးဗောနဒီနောက်ပိုင်းကိုကျွန်တော်တို့ဖြတ်မယ်ဗောနဒီနောက်ပိုင်းကိုကျွန်တော်တို့ဖြတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီနောက်ပိုင်းကိုဖြတ်မယ်ဆိုရင်ဒီတိုင်းမှာကျွန်တော်တို့ညမှာ flat ပြီးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ split ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီနောက်ပိုင်းလေးပြတ်သွားရပါတော့ဒီနောက်ပိုင်းလေးဒီမှာ၈ဘိုင်းကိုဖြတ်ခြင်း၈ဘိုင်းဒီမှာနောက်ပိုင်းကိုကျွန်တော်ဖြတ်မယ်ဆိုရင်ဒီနောက်ပိုင်းလေးပေါ့နော်ဒါလေးကိုကျွန်တော်တို့ delete နှိပ်မယ်ဒါဆိုရင်ဒီနောက်ပိုင်းကိုကျွန်တော်တို့ပြတ်သွားပြီပေါ့နော်လိုချင်တဲ့ပိုင်းလေးကိုကျွန်တော်တို့ cut out လုပ်ပါနော်ပြကျွန်တော်တို့ဒီမှာလည်းအလိုပဲဒီကောင်ကိုညှိမယ်ပေါ့နော်ဒီကွန်ပျူတာရောဒီကောင်ကိုညှိရင်လည်းဒီတိုင်းပဲကျွန်တော်တို့ဒီမြားလေးနဲ့ရှိကို ပြန်ဆွဲလိုက်လည်းရတယ်เนาะကျွန်တော်ပို့ထွက်နေမှာဆိုရင်ကျွန်တော်ခမားလေးကိုပြန်ဆွဲမယ်ဒါလေးတွေနဲ့ကျွန်တော်တို့ပြန်ညှိလို့ရတယ်เนาะအဖြတ်မိရဆိုရင်ကျွန်တော်တို့ဒီကောင်ကနေပြီးတော့လည်းကျွန်တော်တို့နည်းနည်းပြန်ဆွဲပြီးတော့ယူလို့ရတယ်ပေါ့เนาะကျွန်တော်တို့ခုနအဖြတ်မိတဲ့ဟာတွေကိုကျွန်တော်တို့ပြန်ဆွဲယူလို့ရတယ်ဒါဆိုရင်လည်းကျွန်တော်တို့ပြန်ပြီးတော့ပါလာတယ်ပေါ့เนาะကျွန်တော်ပြန်ပါလာတယ် ကွာဒီဟာလေးမလိုချင်ဘူးဆိုရင်လည်းကျွန်တော်တို့ပြန်ဒိတ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီဟာနဲ့အန်တူးပြန်ခေါ်တာလည်းရတယ်ပေါ့နော်မမဖြတ်မင်းကျွန်တော်တို့အန်တူးပြန်ခေါ်မယ်ရတယ်ပေါ့နော်အဲကျွန်တော်တို့မလိုချင်တဲ့အပိုင်းလေးရတော့အစားအတိုင်းကျွန်တော်တို့ဖြတ်ထားအောင်ကျွန်တော်ဒီအလဲပိုင်းပေါ့နော်ဒီအလဲပိုင်းကိုကျွန်တော်တို့မလိုချင်ဘူးအလဲပိုင်းကိုလည်းဖြတ်ထုတ်မယ်ဆိုလည်းဒီတိုင်းပဲကျွန်တော်တို့ကဒီမှာကျွန်တော်တို့ split လုပ်မယ်ပေါ့နော် split လုပ်မယ်လုပ်ပြီးရင်ကျွန်တော်တို့နောက်တနေရာရှိပေါ့နော်နောက်တနေရာရှိမယ်ရှိပြီးတော့လည်းကျွန်တော်တို့ဒီမှာ supply ကိုပဲနှိပ်မှာနှိပ်ပြီးရင်ကျွန်တော်တို့ကဒီအလဲဘိုင်းပေါ့နော်ဒီအလဲဘိုင်းကိုမလိုချင်ဘူးဆိုရင်ဒီအလဲဘိုင်းကိုဖြတ်ထုတ်မယ်ဆိုရင်ကျွန်တော်တို့က delete လုပ်လိုက်မယ်နော်ဒါဆိုရင်အလဲဘိုင်းပြတ်သွားပြီပေါ့နော်ဒီနှစ်ခုကိုကျွန်တော်တို့ဆက်မယ်ဆိုရင်ကျွန်တော်တို့ shift ကိုဒီကောင်ကို shift ဆွဲခေါ်လာပေါ့နော် shift ခေါ်ဆွဲခေါ်လာပြီးတော့ကျွန်တော်တို့ဆက်လို့ရမယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီလိုဖြစ်သွားမယ်ပေါ့နော်ဒါဆိုရင်အလဲဘိုင်းကိုကျွန်တော်တို့ဖြတ်ထုတ်တာကျွန်တော်တို့ဒီနားလေးမှာကျွန်တော်တို့ဂျာထဲမှာကျွန်တော်တို့အဖက်ကလေးတွေထည့်ခြင်းလဲဆိုလဲကျွန်တော်တို့ရရတယ်ပေါ့နော်ကျွန်တော်တို့ဒီနှမဆိုရင် ဂျာယမှာကျွန်တော်တို့ကျွန်တော်ဒီနားမှာပါထည့်မလဲဆိုရင်ကျွန်တော်တို့ transmission ထည့်ရှင်လေးရတယ်ကျွန်တော် transmission လေးထည့်မယ်ဆိုလည်းရတယ်ပေါ့နော်ကျွန်တော်ဒီနားမှာဒီဂျာထဲမှာ transmission ထည့်ရှင်လေးဆိုရင်ကျွန်တော်တို့ဒီ free transmission လေးကျွန်တော်ထည့်လို့ရတယ်နော်အဲဆိုရင်ကျွန်တော်ဒီနားမှာ transmission ပါသွားပြီဆိုရင်ကျွန်တော်ဒီမှာဘယ်လိုဖြစ်မလဲဆိုကြည့်ကြည့်မယ်နော် ောက်ပြန်ကျွန်တော်တို့ဒါဗီဒီယို edit လောက်တာပေါ့နော်ဗီဒီယိုမလိုချင်တဲ့အပိုင်းတွေဖြတ်ထုတ်တာပေါ့နော်ကျွန်တော်တို့ခုနအပိုင်းမှာဖြတ်မိရဆိုလဲကျွန်တော်တို့ဒီမှာ m2 ပြန်ခေါ်လို့ရတယ်နော်အမ်လို့ပြန်ခေါ်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ယူလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် m2 ပြန်ခေါ်မဟုတ်ပြန်ခေါ်ပြီးကျွန်တော်တို့ယူလို့ရတယ်ပေါ့နော်ဒါမှဒါဒါဗီဒီယို edit လုပ်တာမနော်ကျွန်တော်တို့ဒီမှာ split နဲ့ဗီဒီယို edit လုပ်တာကျွန်တော်တို့ဒီမှာလည်းဒီပဲနောက်ပိုင်းဖြတ်မလားခြေပိုင်းဖြတ်မလားခြေပိုင်းကို delete လုပ်မလားနောက်ပိုင်း delete လုပ်မလားလဲတခါတည်းလုပ်တယ်ကျွန်တော်တို့ဒီမှာ ဖြတ်ထားတဲ့ဟာကိုနောက်ပိုင်းကို delete လုပ်မလားဒါရှေ့ပိုင်းကို delete လုပ်မလားဆိုရအရာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ video edit လောက်တာလဲဒါလောက်ဆိုရင်ကျွန်တော်တို့ရလောက်ပြီထင်တယ်ပေါ့နော်အလုံးပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာအလုံးပြီးပြီမှာပြင်စရာမရှိတော့ဘူးအလုံးပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ export ဆွဲဟာလေးကိုနှိပ်မယ် export ဆွဲဟာလေးကိုနှိပ်ပြီးကျွန်တော်တို့ဒီမှာ download ဆွဲရမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဘယ်လောက်နဲ့ထုတ်မလဲ resolution ကိုကျွန်တော်တို့ဘယ်လောက်နဲ့ထုတ်မလဲကျွန်တော်တို့ ပြီးလို့ရတယ်เนาะကျွန်တော် resolution plan နဲ့ထုတ်မလဲအဲကျွန်တော်နောက်ဒီမှာကိုတိုက်နှစ်တရားနဲ့ပေါ့เนาะကျွန်တော်ထုတ်လို့ရမယ် recommend ပြီးတယ် favorite ကျွန်တော်ဒီမှာ30 app ရနဲ့ထုတ်မယ်เนาะ ambipo site ထုတ်မယ်ကျွန်တော်ဒီမှာ export နှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီကောင်ကကျွန်တော် download ဆွဲသွားလိမ့်မယ်เนาะကျွန်တော်ဒီမှာတော့ download ကျွန်တော်ဆွဲမပြတော့ဘူးဒါဆိုရင်ကျွန်တော်တို့ ကက်ကတ်တုံးပြီးတော့ video edit လုပ်တာလေးရတာဆိုရင်အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ဘာမှမနော်ပတ်စံပြေးစရာမလိုဘူး free တုံးတာနဲ့တင်ကျွန်တော်တို့တော်တော်လေးအဆင်ပြေပေါ့နော်တော်တော်လေးများများတုံးလို့ရတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒါ PC laptop နဲ့ပေါ့နော်ကက်ကတ်လုပ်တာလေးကိုကျွန်တော်ဒီနေ့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လို့ရတဲ့နေလဲကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ပါအောင်လို့နော်